ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ AK Moral Stories Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။နေထွက်လာပြီဆိုတာနဲ့ဒီမျိုးလေးကအရန်ကိုပူလောင်လာပါတယ်။ Thunder Ball ဆိုတဲ့အီရဲမျိုးဆိုတဲ့နာမည်ကနေကမ်ပေါ်ဆိုတဲ့ပူရဲမျိုးဆိုပြီးတော့နာမည်ပြောင်းပြီးခေါ်တင်ပါတယ်။ဒီမှာလေးကိမုတ်ဖုံမယ်ဆိုရင်တော့မှ မီးဖို့မလို့ဒီတိုင်းနေရာအောက်မှာပေါမုတ်တထားလို့ရှင်ရင်ဒီတိုင်းပွာလာလိမ့်မယ်တဲ့။ ဟေးချန္ဒာမေမိုဟန်ကအခုထိမပြန်လာသေးဘူးနော်ဟုတ်လားငါလည်းမသိပါဘူး तू က၄ရက်လောက်ကြာမယ်လို့ပြောထားတယ်ဒါပေမဲ့အခုကတော့၈ရက်တောင်ကြာနေပြီမြေပိုင်ရှင်ရသူ့ဘာရီများခိုင်းထားလို့လည်းမမသိတာဒီအပူချိန်နဲ့ဆိုလို့ရှင်တော့ तू အစားအသောက်ကောက်ကောင်းတော့စားနိုင်ပါမလားမသိပါဘူး ပြင်းထန်လွန်လာတဲ့အပူချိန်ကြောင့်တန်တာကပေါ်မှာရှိတဲ့ရွာသူရွာသားတိုင်းဟာအပူတံကိုအလူလိမ့်ခံစားနေကြပါတယ်။ဂျန်နဂီရဲ့မိသားစုကအရန်ကိုဆင်းရဲတယ်။မိုဟန်ကတော့တင်းငါလို့တမားဖြစ်အလုပ်လုပ်ရတယ်။လွန်ခဲ့တဲ့ရှစ်ရက်တုန်းကဒိုလာကပေါ်မှာရှိတဲ့လေပိုင်ရှင်ရဲ့လေမှာအလုပ်လုပ်ပေးဖို့သူစတင်ပြီးတော့ထွက်ခွာသွားခဲ့ပါတယ်။ဒီနေ့မှဆိုရင်တော့ မိုဟန်ကသူ့ထက်အသက်အများကြီးကြီးတဲ့အလို့သမားတယောက်နဲ့စကားဆတင်ပြောမိခဲ့တယ်။အဲ့ဒီအဖိုးကြီးကဒီနေ့မှနေမကောင်းထိုင်မသာဖြစ်နေခဲ့တာပါ။မိုဟန်ကသူ့အတွက်ပဲအလို့လို့ရမှာဆိုပေမဲ့အဖိုးကြီးအတွက်ပါသူရောပြီးအလို့လို့ပေးလိုက်တယ်။ဒါကိုမြင်တဲ့အချိန်မှာအဖိုးအိုရဲ့မျက်လုံးထဲကနေမျက်ရည်တွေကစီးကျလာခဲ့ပါတယ်။နောက်ထပ်ရဲ့အနေငယ်ကြတဲ့အချိန်မှာတော့မိုဟန်ကဒီနူးလို့ခေါ်တဲ့အလို့သမားအတွက်အလို့တွေလုပ်ပေးနေခဲ့တယ်။မိုဟန်ငါသားငါသားဦးလေးကိုကူညီနေခဲ့တာအခုဆိုရင်ရပောင်းများစွာကြာနေခဲ့ပြီ။ ငါတခုပြောမယ်ဆိုရင်ငါသာစိတ်မရှိပါနဲ့နော်။ဟာမစိတ်မရှိပါဘူးဦးလေးရဲ့ပြောပါပြောပါ။ဦးလေးကကျွန်တော်အဖေရွယ်လောက်ရှိနေပြီ။ကျွန်တော်အတွက်အဖေမရှိတော့ဘူးဆိုတော့ကျွန်တော်အတွက်လည်းအဖေလိုပါပဲ။ဦးလေးဘာလို့ချင်လဲပြောလေ။မိုဟန်ဦးလေးကအသက်လေးကြီးလာပြီ။ငါသမီးဖြစ်တဲ့ဂူဆမ်အတွက်အယန်းကိုစိတ်ပူတယ်။ဦးလေးတခု ဖြစ်သွားလို့ရှင်ငါသမီးလေးအားကိုးရမရှိတော့မှအရန်စိတ်ပူတယ်။ကုမ္ဆန်ကိုလည်းလွန်ခဲ့တဲ့ရက်နေငယ်တုန်းကမင်းမြင်ဖူးပါလိမ့်မယ်။သူကအိမ်ထောင်မှုကိုနိုင်နိုင်နေနေစီမံခန့်ခွဲနိုင်တယ်။မင်းသူ့ကိုလက်ထပ်ပေးလို့ရနိုင်မလား။ငါမင်းကိုတိုက်တွန်းနေတာမဟုတ်ဘူးနော်။ဖိအားပေးနေတာမဟုတ်ဘူး။မင်းရဲ့သဘောထားကိုသိချင်လို့ကန့်လန့်တာပါ။ဦးလေးကုမ္ဆန်ကအရန်ကောင်းနေစွာသိပါရယ်။ကျွန်တော်မိဘတွေနဲ့ပထမဦးဆုံးတိုင်ပင်လိုက်ပါအောင်မယ်။ပြီးရင်အချောင်းပြန်မယ်နော်။သူအိမ်ပြန်သွားတဲ့အချိန်မှာမိုဟန်ကကုဆမ်အချောင်းကိုမိသားစုတွေကိုပြောပြလိုက်တဲ့အချိန် ဒါဒီနေ့ဒီချိန်မှလေမသိရလူတရားကိုလက်ထပ်ဖို့ဆိုတာလုံးဝမှားယွင်းတဲ့ကိစ္စတခုပဲအသက်ကြီးရဲ့မိန်းကလေးဆိုတာဒီခေတ်ကြီးထဲမှာရှာရခက်တယ်ဒါပေမဲ့ငါသူတို့မိသားစုအကြောင်းကိုအမေတို့ဖေတို့ကဘလို့လို့သိပါမလဲအမေခုံဆန်ကတကယ်ကိုကောင်းတဲ့ကောင်းမလေးပါကျွန်တော်သူ့ကိုလွန်ခဲ့တဲ့ရက်အနေငယ်ကတွေ့ခဲ့တယ်အိမ်ထောင်မှုလည်းနိုင်နေနဲ့စစ်စစ်ဆက်လည်းချွေချွေတရာသုံးဆွဲတတ်တယ်တစ်ခါလောက်တွေ့ပြပါတွေ့ပြီးတော့မှအမေသဘောကျတယ်ဆိုမှကျွန်တော်လက်ထပ်ပါမယ်မိုးနှံမင်းကြီးကသူ့အတွက်လူကောင်းတယောက်ကိုဖန်တီးပေးလိုက်သလိုပါပဲခုံဆန်က ီမီသားစုလေးရဲ့ကယ်တင်ရှင်နဲ့ဖီးယားမလေးဖြစ်လာလိမ့်မယ်ဆိုတာဘသူကသိနိုင်ပါလေလေကွန်ဆန်ရဲ့အဖေကသူ့ကိုအကောင်းဆုံးပြုစုပြောထောင်လာပေးခဲ့တာဖြစ်ပါတယ်ကွန်ဆန်ကအရန်လဲလာပြီးတော့ရွှွန့်လွန်ထဲမှာမြုပ်နေတဲ့ကြာနဲ့တူပါတယ်သူမကိုမြင်လိုက်တာနဲ့လူတိုင်းကသဘောကျကြတယ်မိုဟန်ကကွန်ဆန်ကိုလည်းရိုးရိုးရှင်းရှင်းနဲ့ပဲလက်ထပ်လိုက်ပါတယ်အပူချိန်ကလုံးဝကိုတီးမခံနိုင်တဲ့အချိန်ထိရောက်လာခဲ့ပါပြီအိမ်ထဲမှာပန်ကာဆိုလိုတလုံးပဲရှိတော့တယ်မိုဟန်ရဲ့လက်ထပ်ပွဲပြီးကြတဲ့ကဇနကီက မိုဟန်နဲ့ကွန်ဆန်တို့အခန်းအတွက်ပန်ငါတလုံးကိုပေးလိုက်တဲ့အချိန်မှာဒီမှာကတော့အိအနောက်ဖက်မှာယာကြားဖြစ်သူနဲ့အိဆန်နေပါတယ်။ဂျနကီရဲ့သမီးဖြစ်သူရှန်တာကတော့အယံပူလွန်တဲ့အတွက်အမေအယံပူလိုက်တာပန်ငါကလည်းအယံအိုနေပြီးရွှေ့လိုက်မယ်ဆိုရင်တော့မှလေထိလိုက်တာနဲ့အကျိုးကျသွားမလို့တောင်ဖြစ်နေပြီ။ပန်ငါရဲ့အောက်မှာတော့ကွန်ဆန်နဲ့မိုဟန်တို့ကအိဆန်နေကြပါတယ်။ချွေးတွေကသူတို့ရဲ့ခနာကိုကနေရေဒီကိုနေလို့စီးကြနေကြပါတယ်။အမေဒီဘူအတိမခံနိုင်တော့ဘူး။ ရေသွားချိုးရအောင်ရေသွားချိုးရင်နည်းနည်းတော့တက်တာသွားမှာပါအေးရေချိုးတဲ့ရေကလည်းအေးမနေပဲနဲ့ပြုတ်ထားတဲ့ရေလိုပူလောင်နေရပဲဂျန်နကီရဲ့ထားလိုက်တော့ထားလိုက်တော့ကုံဆန်ကသူတို့ပြောတဲ့အကြောင်းအရာတွေကိုအခန်းခဲကနေအကုန်ချားနေရပါတယ်မိုဟန်ကပူပြင်းတဲ့နေရာအောင်မှလှုပ်လှုပ်ရတဲ့အတွက်အရန်ကိုမောဟိုက်နေကြပါပြီနောက်တစ်နေ့မှမှဆိုရင်တော့အင်သားအလုံးကအလုတ်ကိုစီရှုံနေကြတဲ့အချိန်မှာကုံဆန်ကသူ့ရဲ့ရောက်ကမကိုပြောလိုက်တယ် အမေတမီးဈေးကိုခဏသွားလာအောင်မဲဟဲဒီနေပူကြီးထဲမှာဈေးကိုသွားရင်ဘာလို့မလို့လဲဘာရီလို့လို့လဲအော်ဟုတ်လိုအပ်ချက်ပစ္စည်းလေးတချို့သက်ဝယ်မို့ပါရပါတယ်ချန်တာကျွန်တော်ကျွန်မနဲ့အတူတူခေါ်သွားမယ်နော်။ဟာမဟုတ်ဘူး။ဒီအပူကြီးထဲမှာမသွားချင်ဘူး။မသွားချင်ဘူး။အမရဲ့ကျွန်မအခန်းထဲမှာပဲအိတ်မယ်နော်။ကွန်ဆန်ကချစ်ချစ်တောက်နေတဲ့နေပူထဲမှာထွက်သွားခဲ့ပါတယ်။သူက drum ဆိုင်တလုံးကိုဦးတည်သွားလိုက်တာဖြစ်ပြီးအဖြူရောင် drum တလုံးကိုဝင်လိုက်တယ်။ဦးလီအပြောင်အောင် drum မရှိဘူးလား။အပြောင်အောင်ကဘာဖြစ်လို့လဲ။အပြောင်ဒီအခုတော့ရှားပါနေတာ။အော်ကျမအလုပ်ငန်းအတွက်နည်းနည်းလိုလိုပါ။အာတကယ်မိုးမမရှိဘူးဆိုလို့ရှင်ဟိုဘက်ဆိုင်မှာတော်ဝဲလိုက်မယ်လေ။အဲဒီချိန်မှာပဲ drum တွေကိုဝင်နေတဲ့ချိန်မှာအင်နီနာချင်းဖြစ်သူရာတာကသူမရဲ့အပြုတ်မှုတွေကိုစောင့်ကြည့်နေခဲ့ပါတယ်။ချနကီချနကီတကားဖွင့်စမ်းပါဦး။နင့်ကိုတရင်တူတူပြောစရာရှိတယ်။မွနီဘာတွေဖြစ်လာရော အေးငါ့ကိုအရင်ဆုံးအသက်ပေးရှူအောင်ပြီးရင်နားထောင်ဟုတ်ပြီလားဒီအိမ်မှာဘယ်သူရှိလဲရှန်နာတော့တခန်းထဲမှာအိမ်နေရလေအေးနင်းရဲ့ချွေမဈေးထဲမှာဘာဝယ်နေလဲဆိုတာငါတွေ့လာခဲ့လို့လာပြောတာဟမ်သူဈေးသွားတာတော့ဟုတ်ပါတယ်ဘာဝယ်နေရလဲအပြောင်ဒရန်တစ်ခုဝယ်နေရတယ်လေ तू ကအဲ့ဒါဘာလို့မလို့လဲမသိဘူးလေမင်းချွေမအခုမှအိမ်ရောက်တာမဟုတ်လားဒရန်တစ်ခုဝယ်ပြီးတော့ तू ကဘာလို့မလို့လဲချန်နကီငါအခုတော့သွားတော့မယ်အိမ်မှာလို့ဆရာကိစ္စလေးရှိနေလို့ချွေမပြန်လာရင်ငါ့ကိုပြန်ပြောလိုက်အမေအမေ ဘာဖြစ်နေရလဲဘာဖြစ်လို့အလောက်တော့အော်တင်သွားတာလဲနေ့ရက်ရောင်းမလေးအပြောင်ဒရန်တွေဝယ်ပြီးဘာလို့မလို့လဲမသိဘူးဩအမေရဲ့သူ့မှာစီစဉ်ထားတာတခုရှိလို့နေမှာပေါ့ကွန်ဆန်ကခြံနောက်ဖက်မှာအပြောင်ဒရန်တခုကိုချပြီးတော့ထားလိုက်တဲ့အချိန်မှာလူတိုင်းကလည်းသူ့ကိုကြည့်နေကြပါတယ်သူကထိတ်ဆိတ်စွာနဲ့ပဲအထဲဝင်သွားတယ်အပြင်ပြန်ထွက်လာတဲ့အချိန်မှာအိုဟောင်းနေတဲ့ဘန်ကာတစ်လုံးရယ်ပလတ်စတစ်ပိုက်တစ်ခုရယ်မြေအိုးတစ်လုံးရယ်နဲ့ ကျိုးပဲ့နေတဲ့ချင်းတစ်ခုရဲ့ယူပြီးထွက်လာခဲ့တယ်။ထောင်မြင်တော့မိုဟန်နဲ့သူ့အဖေကရောက်လာပြီးခွန်ဆန်ဒါရီအားလုံးကဘာရီလဲဘာလို့မလို့လဲအာဘာမှမလုပ်ပါဘူးကျမရှင်တို့အားလုံးကိုအေးအေးချမ်းချမ်းနဲ့အိတ်စီချင်လို့အေးအေးချမ်းနဲ့အိတ်စီချင်လို့ဒီပြောင်ဒရန်ကဘာလို့ဖို့လဲအော်ကျမကဒီပုံတစ်ခုထဲမှာမြင်ဖူးတယ်အဲကူလာလိုမျိုးလောက်ကြတာလေကျမအဲ့ဒါကိုဖန်တီးပေးမလို့ဟာထိုင်ရန်ကောင်းတဲ့ไอเดียပဲကွန်ဆန်မင်းအဲ့လိုလုပ်ပေးမယ်ဆိုရင်တော့ငါတို့အရန်နဲ့ကျေးဇူးတင်တာပေါ့ ီဦးထဲကိုရေတွေအကုန်လုံးလောင်းထဲလိုက်ပြီးလို့ရှင် pipe နဲ့ပန်ကန်လေးကိုချိတ်ဆက်လိုက်မယ်ဆွာချင်းတော့ဒီ drum ကိုလေအလေကနေဖြတ်ဖို့လိုအပ်လိမ့်မယ်ဟုတ်ပြီဟုတ်ပြီလို့ပြောကာမူဟန်ကလှုပ်ပေးလိုက်ပါတယ်ခနာကြမှာပဲကွန်ဆန်ရဲ့လက်ရာရင်းနဲ့အဲကူလာတလုံးက PC သွားပြီဖြစ်ပြီးသူမကအိမ်ထဲကိုဝင်ကားဒါလေးကိုဖွင့်လိုက်တဲ့အချိန်မှာ drum ထဲကနေပြီးတော့အေးမြလာတဲ့လေတွေက trap ပေါ်လာခဲ့ပါတော့တယ်အိမ်သူအိမ်သားတွေလည်းအရန်ကိုသဘောကျသွားပြီးတော့ဒီလောက်တောင်တီထွင်နိုင်ဆွမ်းရှိရဲ့ချိန်မှဖြစ်သူကိုအားလုံးပဲအံ့ဩချီးမွမ်းနေခဲ့ကြပါတယ် အခုချိန်မှဆိုရင်တော့တို့ရဲ့အိမ်လေးကပန်ကားတစ်လုံးဝယ်စရာမလိုတော့ဘဲအဘူဒန်အောက်မှာလူတွေကအေးအေးချမ်းချမ်းနဲ့အိပ်စက်နေနိုင်ပြီပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်။ဇလန်လေးကိုကြားနေသက်တယ်ဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ကြပါအောင်နော်။ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။